နေကြီးနေကြီးလည်းအရင်တော့အရင်ကြိုက်တယ်သူတို့တွေးတယ်ဟိုနေကြီးဆိုရင်အဲ့လိုခွဲစိတ်တဲ့ကားရဲ့ပါဆိုတော့ကိုယ့်ဘာကိုခောက်ဆက်ပြုတ်ထမင်းစားနေနဲ့စားနေတာကြည့်တာအမေဆိုရင်ဟဲ့ဒီဘလိုဖြစ်လို့လဲကြည့်နေတယ်စားနိုင်တာလဲပေါ့နော်အဲ့လိုမျိုးပြောရထင်နေကြီးလည်းမျိုးကြိုက်တယ်သူပါဒီခေတ်ဟာစောက်ထားတဲ့မြေကမတန့်ဘူးကျိန်သာတွေရှိနေတယ် ဒီဒီအခုပြသွားတဲ့အထဲမှာဆို highlight ဖြစ်တဲ့နေရာမှာဆိုအင်းကြီးအပြလေး one set လေးပေါ့နော်အဲ့ဒီအင်းကြီး one set ကပထမအောင်ဆုံး day one ဆိုက်တဲ့နေရာနေ shooting တစ်ခုလုံးပြီးရောနောက်ဆုံးနောက်ဆုံးစသိန်းစသိန်းပြီးလို့တော့မှဟိုလေကျွနောက်ဆုံးအခန်းနေရိုက်ပြီးသွားတဲ့နေပေါ့နော်နောက်ဆုံးနေပေါ့ရိုက်ကူးရင်နောက်ဆုံးနေထီကိုဆက်တာအဲ့ဒီနေရာနောက်ဆုံးဆိုနေကျွအဲ့ဒီအင်းကြီးတစ်ခုလည်းပဲဝတ်တယ်လို့အောင် shooting ရလို့ရထင်တာပေါ့နော်ဒါလည်းတော့တော်တော်လေးအမှတ်တရဖြစ်တယ်မအန်တီကိုဆက်ပြီးပြောရမှာမဟုတ်ဘူး ဖူးမြက်ကိုစိတ်မချလို့ကားလေးကတော့အရန်ဖိတိဖြစ်ရတယ်လို့ရှင်ထဲမှာလေးလို့ဒီကားမှာပေါင်ခွင့်ရတဲ့အတွက်အော်ငါရန်ကန်ကောင်းတယ်ငါ့ကိုတွေးခေါ်ပေးတဲ့ကိုကြီးထွန်းထွန်းတို့ရောကိုကြီးအကတို့ရောပေါ့နော်အဲအကုန်လုံးပြီးတော့ဒီလူမျိုးအဲတမန်လူမျိုးတွေနဲ့လည်းခင်မင်းခွင့်ရရဲဆိုတော့အရန်ဝမ်းတာတာပေါ့နော်ပြီးတော့နိုင်ငံ international ကိုသွားမှာဆိုတဲ့အတွက်လည်းအဲခုံယူရတာပေါ့ဒီပါဆွဲကောင်နွေလနာယူတန်တန်ဆွဲနေတော့ရှင်နေရဆွဲမြည်နေအောင်မှတ်တာပေါ့ကြည့် けは <music> ဒီစုံမတ်ဆိုတဲ့ series ဒီမှာတော့အများကြီးစုံပြကြရတယ်။ဒီနေကြီးရဲ့ senior အတိုင်းအများကြီးလက်စုံတယ်ပြီးတော့တမီးပေါ့နော်။အဲဒီတမီးလေးမမေနဲ့ရိုက်ကူးခင်ရတဲ့အတွက်လည်းအရင်လည်းပြောရပါတော့နော်။စုံကြရပါအားလုံး။ဟုတ်ဒီကောင်းပါလေဟိုတော်တော်လေးဒါနေကြီးရှိမှဟိုဆိုရင်နည်းနည်းပပပပလေးဖြစ်တယ်။ဒီကောင်းမှကျတော့ serious လည်းဖြစ်တယ်။အဲပြီးတော့ဒီ guy ရဲ့ဇလန်းပုံစံအရာကလည်းဒီဖြစ်တယ်။ဖြစ်တဲ့အခါကျတော့ဒီ acting ကိုလုပ်တဲ့အခါမှာရီစာချစ်သူရီစာဆိုပေမဲ့ လည်းရန်ဖြစ်တဲ့အချိန်ကြရတယ်စိတ်ကောက်ရင်စိတ်ကောက်လို့မျိုးပေါပေါပွားရလောက်ရတဲ့လိုမျိုးပဲအခြားဒီ serious ဖြစ်တဲ့အချိန်မှာလည်းတိကျိုင်လောက်ရတာပေါ့နော်အဲ့လိုအချိန်ဒီမှာကိုကြီးကအများရန်နေကြီးကကိုကြီးနဲ့အများရန်အနှစ်ယောက်တွဲဆင်းနေရအများရဲ့ခါကြောင့်အများရန်ကူတွဲပေးပါတယ်ဟုတ်ပါဘူးအမတ်တရားအနေနဲ့ကတော့ဒီကောင်းမှဆိုရင်လေကြဟိုချစ်သူရည်စားတရားအောင်နေလဲဆိုရင်နည်းနည်းလေးတဝင်းတို့တက်တယ်မိကလေးတဘာဝပါတော့ပြီးတော့ကိုကတထေးသမီးလေးဖြစ်တဲ့အတွက်အဲကိုမနာလိုတဲ့သူကို အော်အတန်ကြကြနဲ့អော်ပြီးတော့အဲပြောတာမျိုးမဟုတ်ပဲねဒီပညာတတ်မိန်းကလေးတစ်ယောက်ကပြောတဲ့ပုံစံမျိုးလေးပေါ့เนาะဒီလိုမျိုးဖြစ်အောင်ဒါတွေ challenge လေးဖြစ်ခဲ့ပါတယ်အဲ့ဒါလေးอ่ะဟုတ်ဟိုအခုဒီ highlight ပြသွားတဲ့ video ဆိုရင်နေကြီးပထမအဦးဆုံးနေကြီးတို့အတားအကုန်လုံးတူတူကြည့်ခွင့်ရတာပေါ့เนาะဆိုတော့ကိုအကလည်းဒီတီးဖြတ်နေရတီးစားလေးလုပ်နေရဲအဲနေကြီးကိုယ်တိုင်လည်းမသိဘူးဘသူကတကယ်အဲတရခံလဲဆိုတော့နေကြီးတို့မသိဘူးပေါ့เนาะဆိုတော့อืม အဲထွက်လာတဲ့အချိန်ကျလည်းပရိသတ်တွေလည်းစိတ်ဝင်စားမယ်လို့ထင်တယ်ဒါလေးကတော့အမှတ်တရပေါ့နော်နေကြီးနေကြီးတို့ကိုယ်တိုင်လည်းကိုယ့်ဟာကိုဘယ်လိုတည်ဆောက်ခဲ့လဲဆိုတာအခုတိမကြည့်ရသေးဘူးတကယ်ပြသရဲ့နေကြတော့မှာပဲကိုကိုဆက်မှုပဲအဲအဖြေပြရမှာပေါ့နော်ဟုတ်ဒါတော့နေကြီးနေကြီးလည်းအရင်တော့အရင်ကြိုက်တယ်ဒီလိုပရိသတ်အော်နေကြီးဆိုရင်အဲ့လိုခွဲစိတ်တဲ့ကားရပါတယ်ဆိုတော့ကိုပေါ့ခောက်ဆက်ပြုတ်ထမင်းစားနေနဲ့စားနေတာကြည့်တာအမေဆိုရင်ဟဲ့ဒီဘလိုဖြစ်လို့အဲ့ဒါကြီးနေနဲ့စားနိုင်တာလဲပေါ့နော်အဲ့လိုမျိုးပြောရတဲ့ထင်နေကြီးလည်းမျိုးကြိုက်တဲ့သူပါဒီခေတ်ဟာဆောက်ထားတဲ့မြေက မတန်ဘူးကြိမ်သာတွေရှိနေတယ်အဲ့ဒီကြောင့်ရုပ်ရှင်ဆိုရင်တော့ရုပ်ရှင်သဘောတရားအရတော့ကြည့်ရပါတော့။အပြင်မှာတော့နေစီကအဲ့လိုသေးတဲ့နေတော့မကြည့်ရဘူးကြောက်တယ်ဒီမှာ။အဲအမတ်တရားတွေကတော့ဟို ဒီဒီအခုပြသွားတဲ့အဲမှာဆို highlight ဖြစ်တဲ့အဲမှာဆိုအင်းဒီအပြာလေး one set လေးပေါ့နော်အဲ့ဒီအင်းဒီ one set ကပထမအောင်ဆုံး day one set ရတဲ့နေ့ကနေ shooting တစ်ခုလုံးပြီးရောနောက်ဆုံးနောက်ဆုံးစတိန်စတိန်ပြီးလို့တော့မှာလေကျနောက်ဆုံးအခန်းနေရိုက်ပြီးွားတဲ့နေ့ပေါ့နော်နောက်ဆုံးနေ့ပေါ့ရိုက်ကူးရင်နောက်ဆုံးနေ့ထီကိုဆက်တာအဲ့ဒီနေ့ကနောက်ဆုံးဆိုနေကျအဲ့ဒီအင်းဒီတစ်ခုလည်းပဲဝတ်တယ်လို့အောင် shoot ရလို့ရထင်တာပေါ့နော်ဒါလေးတော့တော်တော်လေးအမှတ်တရဖြစ်တယ်ဟုတ်ပြရင်တော့ဒီမှာတော့အပိုင်းတမာနေပြီးသွားတာဆိုပေမဲ့အဲ့ဟာဟိုဘက်တရောဒီဘက်တရောလို့ဆက်နေရပါဆိုတော့တချို့တင်လုံးမအေးအေးပြလေးကတော့တော်တော်လေးမှတ တရားဖြစ်ခဲ့ပါတယ်။မအန်တီကိုစိတ်ပူလို့ပြောတာမဟုတ်ဘူး။ဖူးမြတ်ကိုစိတ်မချလို့အဲဒီဇလန်လေးကဇက်အိလဲခိုင်နေအဲပြီးတော့ဒီအတိုင်အားလဲအင်အားတောင်းနေပြီးတော့အမှတ်တရနေနဲ့တမရင်းအနေနဲ့ cross ကချလိုက်တာဖြစ်တဲ့အတွက်ဟိုညချိုးရယုံတင်ကျနာပေါ့နော်ယုံတင်မှုတော့လည်းညချိုးစဉ်းစားခဲ့ကြသေးတယ်အဲဒါပေမဲ့ဇလန်ကဟိုဇက်အိများတဲ့အတွက်ပေါ့နော် series နဲ့ပို့ပြီးတော့ကိုက်ညီမယ်လို့ကိုကိုကြီးအကကတော့ဆုံးဖြတ်လို့ပေါ့နော် series အဖြစ် အဲလိုက်ကူးတာပေါ့နော်တကယ်လို့များဒီကားကိုများစိုက်လို့အဲယုံကြည်ကားဖြစ်အဲမြင်တွေ့ခြင်းနဲ့ပရိသတ်တွေရှိရင်လည်းကိုယ်ယူတောက်ဆုပြပါမယ်လို့ဒီကားလေးကတော့နေကြီးရဲ့ series မှာနေကြီးကိုရိုင်းကိုဘတော့ကိုတရုတ်ဆောင်တာကိုပြန်ပြီးအမြင်ကြီးဆုံး series လေးလို့ပြောလို့ရတယ်နေကြီးအဲဆမ်မွေလည်းဘယ်လိုအောင်လဲဆိုတာလည်းနေကြီးကိုရိုင်းလည်းသိကျင်တယ်လို့ပရိသတ်တွေကလည်းဘယ်လိုမျိုးအဖြစ်ပေးမလဲဆိုတာလည်းကြီးအရန်စိတ်ဝင်စားတယ်ပေါ့နော်ကားလေးကတော့အရန်ဖိတိဖြစ်ရတယ်လို့ရှင်ထဲမှာလေးလို့ ဒီကားမှာပေါင်ခွင့်ရတဲ့အတွက်အော်ငါရန်ကန်ကောင်းတယ်ငါ့ကိုတွဲခုတ်ပေးတဲ့ကိုကြီးထွန်းထွန်းရောကိုကြီးအကားရောပေါ့နော်အကောလုံးပြီးတော့ဒီလူမျိုးအဲတမန်လူမျိုးတွေနဲ့လည်းခင်မင်ခွင့်ရရဲဆိုတော့အရန်ဝမ်းတာတာပေါ့နော်ပြီးတော့နိုင်ငံ international ကိုသွားမှာဆိုတဲ့အတွက်လည်း ခုံယူရတာပေါ့အဓိကကတော့အော်နောက်ဆုံးတော့ဒီလိုမျိုးကားလေးမှာပေါင်ခွင့်ရရင်ဆိုတော့အစ်စ်ကလေးပေါ့ဒီပါဆွဲကောင်နွေတနာယူတနန်းဆွဲနေတော့ဒီနေ့ဆွဲမြည်နေအောင်မှတ်တာပြုတ်ပြီလားအဲဒီနေ့ဆောင်တဲ့အခန်းမှာဆိုရင်ညီမလေးနဲ့ဆိုရင်အဲညီမလေးနဲ့ဆိုရင်အများကြီးပြုံးနေတာတမန်ညီမလေးရတယ် အများန်းပြုံးနေစကားကိုအများန်းနားထောင်နေအဲ့လိုမျိုးလေပေါ့အရင်အဲ့လိုရှင်ကြီးတိတ်မွေးတယ်ပေါ့နော်ဒါလေးကတော့အတူယူဆရပါပေါ့နော်ဒီကျို့ဒီကျို့ဆိုရင်ကိုယ့်ဘာကိုတငငချင်းချင်းချင်းပြောတယ်ကိုယ့်ပါပါပဲလို့ပဲအဲ့လိုပြောလိုက်တယ်ညီမလေးကြောင့်ယဉ်ကျေးမှုကိုလည်းတစ်ဖက်ကိုလည်းယဉ်ကျေးတယ်အများန်းပြုံးပြုံးလေးနဲ့ချိုးချိုးတသားလေးအဲ့လိုလေပေါ့ဟုတ်ပါအဲ့ဒါလေးအောင်ပါကြားဟုတ်ကဲ့ပါအဲစုံမတ်ဆိုတဲ့ CU လေးကအောက်တိုဘာ7မှာစတင်ပြီးတော့ Hipley နဲ့ Channel 7မှာစတင်ပြီးတော့ပြသတော့မှာဖြစ်ပါတယ်ဒီကားမှာဆိုနေကြတော့ຫນွေထန်းနိုင်ဆိုတော့အကောင်မလေးတယောက်နေနဲ့ပါဝင်ပါ ားပါတယ်အခြားဟိုကိုထိုးထိုးတို့ရောဒရိုက်တာကိုအခနဲ့အပေါင်းအခြားတရုပ်ဆောင်တွေအများကြီးရလဲတကယ်ကိုစိတ်နစ်ပြီးတော့စ조사ထားတယ်ပြီးတော့ကင်မရာနောက်ွယ်ကအဲဒီ lighting နေစတင်နေရအစာတတိချချလေးအားဆိုင်ပြီးတော့ဒါဘာကြောင့်လဲဆိုတော့နိုင်ငံတကာမှာပြဖို့အတွက်ရည်ရထားဖြစ်တဲ့အတွက်ကိုနိုင်ငံကနေပြရတဲ့အခါမှာအကောင်းဆုံးဖြစ်အောင်လို့အများကြီးဒီဒီစားလေးအားဆိုင်ပြရိုက်ခဲ့တဲ့ team လေးလည်းဖြစ်တဲ့အတွက်စုံမက်ကလေးထွက်လာရင်လည်းအားပေးချဖို့အောက်တိုဘာ17မှာစောင့်ကြည့်ပေးကြပါအောင်ရှင့်ဟုတ်